မိတ်လာပါ Fake Family Worship Channel ကနေပြန်လဲကြိုဆိုပါရစေ။ဘုရားရှင်ကောင်းမြတ်တဲ့အတွက်ကြောင့်တပတ်ပြီးတပတ်ကျွန်တော်ပြီးနောက်ခဲ့ရတယ်။ဒီတပတ်လည်းပဲဘုရားရှင်ကောင်းမြတ်ခြင်းကိုအတူတကွာစင်ကြနလုံးသွင်းရင်းနဲ့နှုတ်ကပတ်တော်အပြင်ခွန်အာယူဖို့ဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်ကိုယ်ရဘုရားရှင်ဒီအစဉ်နဲ့ကောင်းတော်ဘုရားဖြစ်ပါလေ။အထူးသဖြင့်မိတ်ဆွေအတွက် ကောင်းတော်ဘုရားဖြစ်ပါလေ။ကျွန်တော်အတွက်ကောင်းတဲ့ဘုရားသင်အတွက်လည်းကောင်းတဲ့ဘုရားဖြစ်ပါလေ။ ဘုရားရှင်အထူးကောင်းကြီးပေးတော်မူပါစေ။အရင်ဒီကနေ့တော့ကျမ်းပိုင်းပိုက်ကို ခွာပြီးတော့နှုတ်ကပတ်တော်ဆင်ခြင်နှလုံးသွင်းဖို့ရာအတွက်ဓမ္မမိတ်ဆွေတူချင်းစီကိုဒီကနေ့ပဲကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။နှုတ်ကပတ်တော်ဆိုတာအသက်တော်မှုသွင်းတဲ့စကားဖြစ်ပါတယ်။ဝိညာဉ်အတွက်အစာအာဟာရဖြစ်ပါတယ်။အတွင်းလူကိုခိုင်ခံ့ပြီးတော့အပေးအပေးမှာဖြစ်ပါတယ်။အတွင်းလူခိုင်ခံ့အာတိဒီနဲ့အတူ ကျွန်တော်နေ့စဉ်အသက်တာမှာဘုရားရှင်ပေးခြင်းနဲ့ဘုရားရှင်ခံစားခြင်းနဲ့စေခြင်းနဲ့ဘုရားရှင်ဒီဇိုင်းလုပ်ထားတဲ့ဘဝအသက်တာကျွဲဝပြည့်စုံသောအသက်တာရှင်ထွက်စီစဉ်တော်သောအသက်တာကိုကျွန်တော်အမှန်တကယ်ခံစားရမှာဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေကြံပိုက်နှစ်ပိုက်ကို ခွာပြီးတော့စင်ရင်နှလုံးသွင်းကြပါစို့ပထမကြံပိုက်ကတမန်တော်ဝတ္ထုအခန်းကြီး29 တမန်တော်ဝတ္ထုအခန်းကြီး29အခန်းငယ်25ဖြစ်ပါတယ်။ဒုတိယကျမ်းပိုက်ကတော့ရှင် လုကာခရစ်ဝင်ကျမ်းထဲကနေဖြစ်ပါလိမ့်မယ်။တမန်တော်ဝတ္ထုအခန်းကြီး29အခန်းငယ်25ဖြစ်ပါတယ်။ဒီကျမ်းပိုက်ကိုဒီကျမ်းပိုက်တစ်ခုကိုအခြေပြုပြီးတော့ယုံကြည်ခြင်းရဲ့သဘောတဘာဝယုံကြည်ခြင်းရဲ့သဘောတဘာဝ nature of faith ယုံကြည်ခြင်းရဲ့သဘောတဘာဝလေးကိုကျွန်တော်အနည်းငယ်ဏိဒံပြုပြီးတော့ ရှင်းခြင်းပါတယ်။ကိုက်တမန်တော်အခန်းကြီး29အငယ်26ကိုဥစွာဖတ်ကြပါစို့။ထို့ကြောင့်အချမ်းလူတို့တက်တာခြင်းရှိကြလော။ငါအာမိန်တော်မူသည့်အတိုင်းဖြစ်လိမ့်မည်ဟုငါသည်ဖျားသခင်ကိုအမည်ပြု၍ယုံခြင်းရှိ။တံဖတ်ပါမယ်။ထို့ကြောင့်အချမ်းလူတို့တက်တာခြင်းရှိကြလော။ငါအာမိန်တော်မူသည့်အတိုင်း မိန်တော်မူသည့်အတိုင်းတဲ့အဲ့ဒါလေးကိုမှတ်စေချင်ပါတယ်ပြီးရင်ဆက်ပြီးပြောတယ်ဖြစ်မည်ဟုငါသည်ဘုရားသခင်ကို အမိပြုတ်ရွေယုံခြင်းရှိယုံခြင်းရှိအာချီတော်သူဆိုတာကခွန်အားဗလာပြည်လို့ကျမ်းပါလို့ထုံတော်မောင်းမောင်းဖြစ်နေလို့ပညာတက်လို့စီစဉ်ဥစ္စာပေါ်လို့မွေးဆွေအပေါင်းအသင်းများလို့မဟုတ်ပါဘူးမွေးဆွေအမှန်တကယ်အာချီတော်သူဆိုတာက 用钱吸毒都批吧嘞，批伢子看过用钱吸毒都批吧嘞。门叫莫到时干过用钱吸毒打来，莫等梦单就来嘛，慢慢慢慢下地，下地用没点哪么干，得把住看阿爸奶奶双老都批吧嘞。梦单呢，见呢都条嘛没修没水，要是那见呢不好说了没修没水，但不没用钱用金钱吸毒毒，用钱吸毒毒。 明朝末期一阵，拍卖了，拍伢子看过没？就用钱买到多的。哎，你蒙真阿来嘛？起码也嘛，不晓得。哎，你蒙真阿来嘛呗？这巴族个热闹，人算到都不晓得嘛，不晓得。这伢子哪个拍先人多的？这巴族个短粗人多的？这巴族高举杯人多的？拍伢子看过阿咪，比如说用钱买到多，当然不晓得。没水的跟你。 ်ယုံခြင်းရှိသောသူသည်အာကြည့်သောသူဖြစ်ပါလေဒုတိယကျမ်းပိုက်ကရှင်လုကာအခန်းကြီး7အခန်းငယ်5ဖြစ်ပါလေရှင်လုကာအခန်းကြီး7အခန်းငယ်5ကိုကြည့်ကြစို့ရှင်လုကာအခန်းကြီး7အခန်းငယ်5ဒါကစုတောင်းစကားလေးဖြစ်ပါလေတမန်တော်များရဲ့အသက်တာမှာကိုကိုကြည့်လိုက်သူတို့ရှေ့မှာထွက်ကြတဲ့သခင်ကိုကြည့်လိုက် တခင်နဲ့ကိုကြားမှာဘာကွာဟမှုတွေရှိတယ်လဲဆိုတာနိုင်ရင်လိုက် နောက်ဆုံးတော့ဒီစုတောင်းစကားလေးထွက်လာပါလေသူတို့တောင်းတဲ့စုတောင်းစကားကဒီလိုရှင်လူကအခန်းကြီးဆက်ကွန်အခန်းငယ်ငါမှာတမန်တော်တို့ကအကျဉ်ုပ်တို့ယုံခြင်းစိတ်ကို တိုးပွားစေတော်မူပါတခင်ဘုရားကို စုတောင်းကြတယ်တဲ့အကျဉ်ုပ်တို့ယုံကြည်ခြင်းကို ယုံကြည်ခြင်းစိတ်ကိုယုံခြင်းစိတ်ကိုယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါ။ကဲ့ပရိသတ်ပေါင်းတို့ကျွန်တော်နဲ့အတူဒီဆုတောင်းစကားလေးကို repeat တကြောယေရှုစေခြင်းတဲ့ကိုရော့ကိုစကားပြောတယ်လို့စိတ်ထဲမှာအာယုံပြုပြီးတော့ဒီစကားလေးကိုနောက်ကလက်ဆုပ်ပေးပါ။အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါ။အတူပြောရအောင် အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါလူတော်စုကိုတောင်းပန်ဖို့ရှိတဲ့ယုံကြည်သူရဲ့အတ္တတာမှာမိတ်ဆွေဘာများတောင်းလို့ရှိပါသလဲတောင်းတာကအများကြီးပေါ့ဒါမဲ့ဒီမှာတမန်တော်များရဲ့အတ္တတာကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျွန်တော်အင်မတန်ခွန်အားရတယ်တောင်းစရာမကုံနိုင်တဲ့ဘဝမှာသူတို့ဘာတောင်းတယ်ဆိုရင်ကိုရောကိုကြည့်ပြီးတော့ကိုရောဘဝနဲ့ကိုရောရဲ့အတ္တတာနဲ့ကိုယ့်ရဲ့အတ္တတာကိုနိုင်ရှင်တဲ့အခါမှာတခုလိုနေတယ်ဆိုတော့သူတို့သိတယ် ဒါကြောင့်မလို့အဲ့ဒီစုတို့တောင်းပါလေအဲ့ဒါကအတူပြန်ဆိုကြည့်အောင်အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါသခင်ဒီနေ့တင်တဲ့ကျွန်ုပ်လည်းပဲတမန်တော်များနဲ့အတူတန်ရောက်လှည့်ရဲ့ဒီလိုပဲဆုတောင်းကြရအောင်လို့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်အကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါသခင်ဘာကြောင့်လဲဆိုရင် 阿几多度？阿年阿几多度？说哪个？老家妈妈喜欢。国空阿内冇骗人，冇咩水。国也二三四四，讲八个大，不讲八个大奶奶。外家有内冇骗人过？是蛮多阿几度说哪个？用钱省几多度？明朝墓地一只用几多度？他也是看过阿年，比如用钱省几多度？当然，不晓得。那家有啲人冇这么弄人家。 ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါလို့ဆုတောင်းနေပါတယ်ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေတော်မူပါဒီကနေ့ကျွန်တော်ဆင်ခြင်နှလုံးသွင်းပြီးတဲ့မှတ်စရာလေးတစ်ချုပ်ဒီကနေ့ကျွန်တော်ပေးခြင်းတယ်ပရမတ်ချက်အနေနဲ့တခြားအကြောင်းအရာကိုပြောခြင်းလေးမှာကျွန်တော်ယုံကြည်ခြင်းလေးကိုတူတူတော်တော်လေးအနက်ဖွင့်ခြင်းတယ်ယုံကြည်ခြင်းဆိုတာကအမှန်တကယ်ပြောရမယ်ဆိုရင် life event ဖြစ်ပါတယ် fade it is a life event life event ဖြစ်ပါတယ် life event လို့ပြောတဲ့အခါမှာတပြိုင်နက်အခုချက်ချင်းအခုချက်ချင်းတပြိုင်နက်ဖြစ်နေတာပြောနေတာဒါကြောင့်မလို့ယုံကြည်ခြင်းယုံကြည်ခြင်းအသက်တာပါအရင်တို့မှာအတိတ်ကာလတို့မှာကိုယ်ယုံကြည်ခြင်းဘလောက်ကြီးလို့ယုံကြည်ခြင်းနဲ့ဘာတွေလုပ်ခဲ့လို့ယုံကြည်ခြင်းနဲ့ဘလို့ဆုတောင်းခဲ့လို့ဆိုတာ ਨੇ ကြွားလို့မရဘူး ။ဘာကြောင့်လဲဆိုရင်ယုံကြည်ခြင်းအတ္တဓာဆိုတာကအခုမြတ်မောက်ယခုလက်တလောအခုမြတ်မောက်ယခု right now လို့ခေါ်တယ်။ယခုအချိန်မှာတပြိုင်တည်းဖြစ်တာကိုပြောနေတာ။ဒါကြောင့်မလို့အတိတ်ကဘလို့ယုံကြည်ခဲ့တယ်ဆိုတာ ਨੇ ကိုဟာခနေအသက်ဆက်လို့နေတာ။အဲ့ဒီလိုပဲမနေ့ပြန်စပက်ငါအခါမှာငါယုံကြည်လာမှာပေါ့။နောက်တနေ့ကျရင်ငါစဉ်းစားပြီးတော့ယုံကြည်ဆုံးဖြတ်မယ်လေ။အော်လာမယ့်နှစ်မှာငါပြောင်းလဲကောင်းပြောင်းလဲရမယ်လေအဲ့ဒီချိန်ကျရင်ယုံကြည်ခြင်းနဲ့ရှောက်လာမယ်လေဆိုပြီးတော့အနာဂတ်ကိုလည်းမျှော်ကိုးလို့မရဘူး ယုံကြည်ခြင်းဆိုတာက present အခုချက်ခြင်းဖြစ်နေတယ်အခုတပြိုင်နက်ဖြစ်နေတယ် life event ဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကိုအခြေပြုပြီးတော့ဒုတိယအချက်ကိုပြောခြင်းလေဒါကြောင့်ယုံကြည်ခြင်းဆိုတာကအသက်ရှင်မှုဖြစ်ပါတယ်အသက်ရှင်မှုဖြစ်ပါတယ် it's alive or it's a living it's alive ယုံကြည်ခြင်းဆိုတာကအသက်ရှင်မှုကိုပြောနေတာ အသက်ရှင်မှုလို့ပြောတဲ့အတွက်ကြောင့်မလို့ခုနပြောသူ life event living life event အသက်ရှင်မှုဖြစ်တဲ့အတွက်ကြောင့်အခုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ life ဆိုတာကတစ်ဖက်လည်းပြန်ပြောရင် life means growing life if it is true life it will surely grow ယုံကြည်ခြင်းဆိုတာက life even အသက်ရှင်မှုယခု တပြိုင်နက်အခုအသက်ရှင်နေတိုင်းမှုဖြစ်တဲ့အတွက်ကြောင့်အသက်ရှင်နေတိုင်းမှုဆိုတာကတစ်ဖက်ကနေပြန်ပြောရင်တိုးပွားခြင်းတိုးတက်ခြင်းကြီးထွားခြင်းရှိရပါတယ်။ဒါကြောင့်မို့မွေးလာတဲ့ကလေးတွေအသက်ရှင်မွေးမွေးပါလျက်နဲ့ဖြစ်တဲ့အချိန်မှာဖြစ်တဲ့အတိုင်းတာကြီးကြီးထွားခြင်းမရှိဘူးဆိုရင်နှစ်ကတော့ကြာသွားပြီသူရဲ့ကိုယ်ကောင်သူရဲ့အသိဉာဏ် အဆဆအရာရာတိုးပွားမှုကြီးွားမှုမရှိဘူးဆိုရင်ဒါကတဆုံတစ်ခုချွတ်ယွန်းလို့ပဲလိုနေလို့ပဲအိနောက်ဖေးမှာစိုက်ထားတဲ့တက်ပြင်းတပြင်းအမှန်တကယ်အဲ့ဒီမျိုးစေ့ရှင်တန်လို့အသက်ရှင်နေဆိုရင်ကြီးထွားရမှာပေါ့ရှင်တယ်လို့ပြောပြီးတော့မကြီးဘူးဆိုရင်ဒါကတခုခုချွတ်ချော်နေလို့ဖြစ်ပါလိမ့်မယ်ဒါကြောင့်ယုံကြည်ခြင်းဆိုတာကအသက်ရှင်နေတိုင်းမို့ life life event ဖြစ်ပါတယ် life life event ဖြစ်တဲ့အတွက်ကြောင့်မို့လို့ Rium, 有千的集团来的，但是集团来的路基或者多马路，他集团经营生前不个八批不来集团企业生前不搞，收入全部，那就有几人说来个，啊，对先不批吧的，阿对先来的，阿对先进批来的，阿先来的，阿对先进批来的多马路，有场面有场的了，集团来的。 အဲ့ဒီကြီးထွားနိုင်တဲ့တဘာဝသူ့မှာရှိတယ်လို့ဂယုမဆိုင်ရင်ဂယုမဆိုင်တယ်လို့သူ့မှာစုပ်ယုပ်သွားနိုင်တဲ့အနေအထားမှာလည်းရှိပါတယ်အဲကြောင့်ဒီကနေ့တမန်တော်များဆူတောင်းခြင်းနဲ့အညီပရိသတ်များကိုအပိတ်ခြင်းနဲ့ယုံကြည်ခြင်းတိုးပွားစေပါလို့စံတပြုတော်သူနေတိုင်းအဲ့ဒါကိုရှာတော်သူဖြစ်ကြဆုံးအကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကိုတိုးပွားစေပါ မှန်ပါတယ်ယုံကြည်ခြင်းဆိုတာက life event life it's a living အသက်ရှင်နေတိုင်းမဟုတ်ဖြစ်တယ်အသက်ရှိတဲ့အတွက်ကြောင့်မဟုတ်လို့ကြီးထွားနိုင်တယ်ဆုံးရောက်နိုင်တယ်မှန်ပါတယ်ဒီကနေ့ယေရှုခရစ်တော်ရဲ့သက်တော်ရှင်တစ်လျှောက်မှာကျွန်တော်တို့ဖြစ်တဲ့အဖြစ်ပြက်တွေသူ့ရဲ့တရားဒေသနာတွေသူ့ရဲ့ဆုံးမစကားတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ထုံုံပြီးတော့လေ့လာကြည့်မယ်ဆိုရင်ယုံကြည်ခြင်းဆိုတာအကြီးအသေး တိုးခြင်းဆုပ်ယုပ်ခြင်းရှိတယ်ဆိုတာကျွန်တော်တို့အကအမှန်တွေ့ရမှာဖြစ်ပါတယ်။ဥပမာရှမတက်ခရုညာအခန်းကြီး6ကိုကြည့်မယ်ဆိုရင် small faith လို့ခေါ်တယ်။အပြင်စကားငါပြောပြောရရင်ယုံကြည်ခြင်း sight အသေးကိုသူပြောနေတယ်။အထူးသဖြင့်တမန်တော်များသူ့ရဲ့တပည့်တော်များကိုစုံမတဲ့အခါမှာယုံကြည်ခြင်းသေးတယ် little faith small faith ဆိုပြီးတော့စုံမလေးရှိပါတယ် 用基金嘛，一月三千，啊，几多一些？三十个呢，照样没收益。大家看楼，啊，几多一些嘞？谁熟悉？第六位，有汤没？有汤的捞，没汤没？有木我戏洗，没戏的捞，收益没？大家看，我是用基金做那个，啊，得羡慕，偏僻了，啊，带细腻的大强，带万慕。 တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်အသက်ဆိုတာကကြီးထွားမယ်ဆုပ်ယုပ်မယ်အခက်မသိရင်တေးပါတေးသွားနိုင်တယ်ဒီနေ့တမန်တော်များကယုံကြည်ခြင်းစိတ်တိုးပွားစေပါတဲ့တခါကနအမျိုးသမီးနဲ့တွေ့ရဖြစ်ပြလေးပါခင်ဗျားတို့ကျွန်တော်အားလုံးဖတ်ဘူးလေ့လာဘူးခဲ့ပြီးသားဖြစ်ပါတယ်ယေရှုခရစ်တော်ကပြောသွားတယ် big fade great fade ကြီးသောယုံကြည်ခြင်းတဲ့အမတန်ကြီးသောယုံကြည်ခြင်းတဲ့မဟာယုံကြည်ခြင်းတဲ့ little faith လည်းရှိတယ် big faith great faith လည်းရှိတယ်ကြီးသောယုံကြည်ခြင်းလည်းရှိတယ်သေသောယုံကြည်ခြင်းလည်းရှိမှန်ပါတယ်မိတ်ဆွေယုံကြည်ခြင်းသည်အသက်ရှင်ခြင်းဖြစ်ပါတယ်တဝင်မှုဖြစ်ပါတယ်အသက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကြီးထွားနိုင်တယ်ဆုပ်ယုပ်နိုင်တယ်ဒါဆိုဒီကနေ့ ယုံကြည်ခြင်းတိုးပွားဖို့ရန်အတွက်ကျွန်တော်ဘယ်လိုအခြေပြုရမလဲဘယ်လိုအသက်ရှင်ရမလဲကြာပြတ်ပြီးတော့ကျွန်တော်ချိန်ညားခြင်းနဲ့လာမယ့်အပတ်မှာအသေးစိတ်ကျွန်တော်ကျွန်တော်ဆက်လက်ဆွေးနွေးမှာဖြစ်ပါတယ်နမစံတော်ကြီးစစ်တနာယူမှာဒီ channel ကနေပဲယုံကြည်ခြင်းဘယ်လိုတိုးပွားနိုင်မလဲဆိုတာဆွေးနွေးမှာဖြစ်ပါတယ်အဲ့ဒီချိန်ကြရင်အသေးစိတ်ဆွေးနွေးအောင်မှာဖြစ်ပါတယ် ဒီကနေ့တော့ကျွန်တော်ဏိဒန်းပြုတဲ့သဘောနဲ့အနည်းငယ်ဆွေးနွေးချင်ပါတယ်အတူတုံးနည်းနဲ့ဏိဒန်းသဘောနဲ့ပြောရမယ်ဆိုရင် faith growing to grow faith to increase faith ယုံကြည်ခြင်းကြီးလာအောင်ပြူထောင်ခြင်းယုံကြည်ခြင်းကြီးထွားခြင်းဒီယုံကြည်ခြင်းကြီးထွားခြင်းရဲ့အခြေခံဏိယာမ principle principle of growing faith increasing faith ယုံကြည်ခြင်းရဲ့ ကြီးထွားမှုရဲ့အခြေခံညရာမှာတခြားမရှိဘူးအတူတုံလေးနဲ့ဒီကနေ့မှတ်ဖို့ရတဲ့ကျွန်တော်အိမ်ပြန်ယူသွားဖို့အိမ်အိမ်ပြန်လက်ဆောင်ပေးချင်တာကဒီယုံကြည်ခြင်းတိုးပွားခြင်းယုံကြည်ခြင်းတူဖို့အတိုးပွားမှုရဲ့အခြေခံညရာမှာက it's a choice ရွေးချယ်မှုဖြစ်တယ်ဆိုတာကိုအိမ်ပြန်ယူသွားစေချင်တယ်တင်းရဲ့ရွေးချယ်မှုဖြစ်တယ်ကျွန်တော်ရဲ့ရွေးချယ်မှုဖြစ်ပါတယ်ဆဆာခြင်းယုံဖို့မယုံဖို့လည်းပဲရွေးချယ်ခြင်းဖြစ်ပါတယ် အဲ့ဒီလိုပဲအဲ့ဒီယုံကြည်သောစိတ်ဖះကိုယုံသောစိတ်ဂတိတော်ကိုဆွဲဆွဲမြဲမြဲယုံကြည်သောစိတ်ဖះရဲ့တကိုယ်တော်ကိုအာကိုတတ်သောစိတ်အဲ့ဒီယုံသောစိတ်တိုးပွားဖို့ကလည်းပဲရွေးချယ်မှုဖြစ်ပါတယ် it's a choice ရွေးချယ်မှုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကနေ့ရွေးချယ်ရပါမယ်ဘာကိုရွေးရမလဲဆိုရင်တမနဲ့မိုးလင်းတဲ့အခါတိုင်းယုံကြည်ခြင်းတိုးပွားပါစေလို့ ရွေးချယ်ရမှာဖြစ်ပါတယ်။ညအိယာဝင်တဲ့အခါတိုင်းယုံကြည်ခြင်းတိုးပွားပါစေလို့ဆုတောင်းပြီးတော့အိယာဝင်ရမှာဖြစ်ပါတယ်။ဒီနေ့ရစဉ်အသက်တာမှာစုံစမ်းခြင်းတွေရောက်လာမယ်အခက်အခဲတွေရောက်လာမယ်။ဒါမှအဲ့ဒီကြားထဲမှာကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းယုံကြည်ခြင်းတိုးပွားမှာဖြစ်တယ်လို့ကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းယုံကြည်ခြင်းအားနဲ့တော်နိုင်တယ်။ဘလို့ပဲကြုံရကြုံရပါ comfort တက်တောင်းတက်တာဖြစ်သည်ဖြစ်ပါစေ ယုံကန် struggle ခဲ့ခဲ့ရသည်ဖြစ်ပါစေအဲ့ဒီအနိုင်အမြင့်အဲ့အကွက်အောက်တွေကြားမှာကိုရွေးချယ်မှုမှန်ကန်ရပါမယ်ဘာကိုရွေးချယ်ရမလဲဆိုရင်ကိုရောကိုပို့ရယုံကြည်ဖို့နှုတ်ကပတ်တော်ကိုပို့ရယုံကြည်ဖို့ကိုတရားတော်ကိုပို့ပို့ယုံကြည်ကိုးစားတတ်ဖို့စုတောင်းခြင်းတကိုးကိုပို့ပြီးတော့ယုံကြည်ကိုးစားတတ်တော့ယုံကြည်သူတွေဖြစ်ဖို့ကတိတော်ကိုပို့ပြီးတော့ယုံယုံကြည်ကြည်ဆွဲနှဲစွာ ကင်ဆွဲတတ်သောယုံကြည်သူတွေဖြစ်ဖို့ရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အပိတ်စကားတစ်ခုအနေနဲ့ပြောချင်တယ်။ယုံကြည်ခြင်းဆိုတာကယုံကြည်ခြင်းအပေါ်မှာပဲတိုးပေါ်သွားတာပါမိတ်ဆွေ။ယုံကြည်ခြင်းဆိုတာကယုံကြည်ခြင်းအပေါ်မှာပဲတိုးပေါ်သွားတာပါ။ခနေ့တင်လလလလလက်ခံလို့ယုံကြည်တယ်ဆိုရင်အဲ့ဒီယုံကြည်ခြင်းပေါ်မှာနောက်တစ်ဆင့်တိုးပြီးတော့ယုံကြည်ခြင်းထပ်လာမှာဖြစ်ပါတယ်။ ၎င်းအပေါ်မှာဆက်လျက်ယုံကြည်တိုးပွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကနေ့အတူဆုံးနီးနဲ့နီဒန်းစကားလေးပြောလိုက်ချင်တာက fade to fade fade to fade ယုံကြည်ခြင်းဆိုတာကယုံကြည်ခြင်းကနေပဲတိုးတာ။ကနေ့ကျန်းစာဖတ်ကြတယ်ကျွန်တော်လည်းဖတ်တယ်မိတ်ဆွေလည်းဖတ်တယ်အများကြီးဖတ်တယ်လူတိုင်းဖတ်ကြတယ်။ဒါပေမဲ့ဖတ်တဲ့အခါမှာရွယ်ချက်မတူဘူး။ခံယူခံစားချက်လည်းမတူဘူး။အတွေးအမြင်လည်းမတူဘူး။ဒါပေမဲ့ ယုံသောစိတ်နဲ့ဖတ်တော်သူအတွက်ယုံကြည်ခြင်းတိုးပွားစရာအကြောင်းတွေရှိတယ်လို့တခြားရည်ရွယ်ချက်နဲ့ဖတ်တော်သူသူအတွက်သူရည်ရွယ်တဲ့အတိုင်းသူရှာပွေတဲ့အတိုင်းအတားကိုရောက်သွားမှာဖြစ်ပါတယ်ခရစ်တမမိတ်ဆွေတို့စုတောင်းတဲ့အခါမှာယုံကြည်ခြင်းတိုးပွားဖို့စုတောင်းကြရအောင်ကျမ်းစာဖတ်တဲ့အခါမှာလည်းတာရည်ယုံကြည်တဖို့ကျမ်းစာဖတ်ကြရအောင်အဲ့ဒါကကျွန်တော်ရဲ့နေ့တိုင်းအစဉ်စံတာ ဖြစ်ရပါမယ် ယုံကြည်ခြင်းဆိုတာကယုံကြည်မှုအပေါ်မှာတည်ဆောက်ရပါလေယုံကြည်ခြင်းဆိုတာယုံကြည်မှုအပေါ်မှာပဲတည်ဆောက်ရပါလေယုံကြည်လက်စားဆက်လက်ယုံကြည်သွားဖို့ဖြစ်ပါလေမိတ်ဆွေတို့ပြဒနာခင်တဲ့ဘဝမရှိဘူးဖြောင်ပြူးသွားတဲ့အတ္တဓာတ်ဆိုတာခရစ်တော်ပေးတဲ့ဂတိတော်ထဲမှာမပါဘူးဒါမဲ့သူပေးတဲ့ဂတိကဘယ်လိုပဲအခက်အခဲကြုံရပါစေ အောင်မဲဆိုတာကသူ့ရဲ့ဂတိတော်ဖြစ်ပါတယ်။ဒါကသူပေးတဲ့သူ့ရဲ့စိတ်ချသေးကြစရာကောင်းတယ်သူ့ရဲ့ဂတိတခုဖြစ်ပါတယ်။တုတ်တယ်အောင်ဘသူတွေကအဆုံးထိအောင်ပန်းဝင်လို့အဆုံးထိရောက်သွားမလဲဆိုရင်အဲ့ခရစ်တော်ပေးတဲ့အောင်မြင်ခြင်းကိုစုခွရမလဲဆိုရင်ယုံကြည်လက်စားဆက်လက်ယုံကြည်တော်သူအကြည်တော်ယုံကြည်ခြင်းရှိတော်သူ ကိုရောကိုအကြည်စွာယုံကြည်သောသူကပန်းဝင်ရမှာဖြစ်ပါတယ်။ဒါကြောင့်တမန်တော်တို့နဲ့အတူဆုတောင်းရအောင်။တမန်တော်တို့ကအကျွန်ုပ်တို့ယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါဟုတဖြင့်သခင်ဘုရားကို တောင်းပန်ကြပါတယ်။တောင်းစရာမကုန်တဲ့ဘုရားမှာတခုသောစုကိုခနေတောင်းကြရအောင်။ကိုရောဘုရားယုံကြည်ခြင်းတိုးပွားစေပါ။ကိုရောကိုတာရအာကိုတက်တဲ့ကိုရောသား ကိုရောကိုပိုးရအာကိုတက်တဲ့ကောတမီးဖြစ်စေပါလို့ဆုတောင်းရအောင်။မှန်ပါတယ်မိတ်ဆွေအခုချိန်မှာတင်နေမျက်ရည်ချနေတော့သူဖြစ်ကောင်းဖြစ်မယ်။ဝမ်းနဲ့ပတ်လက်။ယူကြုံမရတော့သူဖြစ်ကောင်းဖြစ်မယ်။ဒါမှတည်းလို့ဆုတောင်းကြည့်ပါ။အဲ့ဒီမျက်ရည်လေးကိုခဏတုပ်ပြီးတော့ကိုရောဗျာဤမျက်ရည်ဒီကိုရောကိုပိုးပြီးတော့ရှင်းရှင်းလင်းလင်းမြင်ရဖို့နဲ့ပိုးပြီးတော့ယုံကြည်အာကိုတက်ဖို့ပဲဖြစ်စေပါ။အခုချိန်မှာတင်သည်အောင်မြင်လို့စင်ပေါ်ရောက်နေတဲ့လူဖြစ်ကောင်းဖြစ်မယ်။အဲ့ဒါလည်းပဲတည်းလို့ဆုတောင်းရအောင်။ကိုရောကျွန်တော်စင်ပေါ်ရောက်နေတယ် ဒါကကျွန်တော်နာမည်ကြီးဖို့တသက်မဟုတ်ကိုရောကိုရောကိုပို့ပြီးတော့ချဲ့ချောက်ယူသေးယုံကြည်ကိုးစားတတ်ဖို့ပဲဖြစ်စေပါလို့ဆုတောင်းကြရအောင်ယုံကြည်ခြင်းရှိတော်သူယုံခြင်းစိတ်ရှိတော်သူတောက်လျင်မုံတိုင်းအလယ်မှာမတရက်လက်တပားသူကိုမြေစာဖုတ်လို့ရေလောင်းပေးလို့တပားသူကိုတွဲတူလို့ bless ကောင်းကြီးပေးနိုင်ဆောင်တော်သူဖြစ်ပါလေမုံတိုင်းအလယ်မှာအာချီတော်သူ မုံတိုင်းတွေအလဲမှာအချီတော်သူတပားသူကိုတွဲခေါ်နိုင်တဲ့အချီတော်သူဘယ်သူလဲဆိုရင်မိန်တော်မူတဲ့အတိုင်းဖြစ်မယ်ဆိုတာကိုဖျားသခင်ကိုအမြင်ပြုလေယုံခြင်းရှိတော်သူတာဖြစ်ပါမိတ်ဆွေဒါကြောင့်ဒီကနေ့ကိုရောဗျာတမန်တော်များနဲ့အတူကိုရောကျွန်ကျွန်ုပ်ဆုတောင်းပါတယ်ကျွန်ုပ်နဲ့အတူဒီမှာရှိတဲ့ပရိသတ်အားလုံးသူတို့ရဲ့ယုံကြည်တော်စိတ် ကျွန်တော်တို့အားလုံးရဲ့ယုံကြည်သောစိတ်ကိုတိုးပွားစေပါဗျာအားလုံးအတွက်ဆုတောင်းပေးပါတယ်ကျွန်ုပ်လည်းပဲဆုတောင်းပါတယ်ဖြစ်သည်များအနိုင်အမြင့်သည်ယုံကြည်ခြင်းတိုးပွားဖို့ဖြစ်ပါစေကြုံရသည်များအလင်းအမောအားလုံးသည်ကိုရောကိုပိုးရချစ်ကြောက်ချစ်ကြောက်ယူသေးလို့ပိုးပြီးအားကိုတဖို့ဖြစ်ပါစေဝမ်းနေသည်ဖြစ်ပါစေဝမ်းသာသည်ဖြစ်ပါစေအေးသည်ဖြစ်ပါစေပူသည်ဖြစ်ပါစေအစင်သေးသည်ဖြစ်ပါစေအစင်မပြေသည်ဖြစ်ပါစေဂတိတော်ကိုပိုးပြီး ယုံကြည်တတ်တော်သူဆွဲကင်တတ်တော်သူဖြစ်ကြစို့ຢາກုတ်လိုပဲကိုရောကိုလက်မလွတ်စကြန်ဖဲ့ရမ်းပြီးတော့အကျွန်ုပ်အားကောင်းချင်မပေးလင်အကျွန်ုပ်ဒီကိုရောကိုမလွတ်ပါလို့မလွတ်စကြန်ကိုကိုကိုရောကိုပို့ပြီးတော့ဆွဲမြဲစွာဖဲ့ရမ်းလျက်ယုံကြည်တတ်တော်သူဖြစ်ကြပါစို့ယေရှုခရစ်တော်နာမ၌ကောင်းချီးပေးမေတ္တာပို့တာပါလေအကျွန်ုပ်တို့ဤယုံကြည်ခြင်းစိတ်ကို တိုးပွားစေတော်မူပါသခင်အကျွန်ုပ်တို့ဤယုံကြည်ခြင်းစိတ်ယုံကြည်တော်စိတ်ယုံခြင်းစိတ်ကို တိုးပွားစေတော်မူပါသခင်အာမင်အာမင်